မှန်ရှင်းပြ BC Crusade ကိုတက်ရောက်ခွင့်ပေးသွားမှာဖြစ်လို့ BC ကိုတက်ရောက်ခွင့်နောက်ဆုံးခွင့်ရည်လည်းဖြစ်ပါတယ်စစ်စင်ကြော်ဖြတ်လာတဲ့ထေဆုံးရှစ်သိန်းဟာ2025ဒီဇင်ဘာလမှာစတင်မဲ့ BC Crusade မှာအုပ်စုနှစ်စုဖွဲ့ပြီးတော့ Round Robin ဘတ်စော့သတိကစားကြမှာဖြစ်ပါတယ်ဇာတ်ပိတ်ဆုံးနှစ်သိန်းစီက Lee of the Upper Bracket ဇာတ်ရဲ့အဆင့်၃မှာရှိနေတဲ့အသင်းနှစ်သိန်းကတော့ Lower Bracket ကိုရောက်ရှိသွားမှာဖြစ်ပြီး ထောက်ဆုံးမှရှိနေတဲ့အသင်းတွေကတော့ပြိုင်ပွဲကနေထွက်ခွာသွားရမှာဖြစ်ပါတယ်။ Playoff အဆင့်မှာတော့ Double Elimination Bracket နဲ့ Best of 3ကစားပြီး Grand Final ကိုတော့ Best of 5ပွဲစဉ်တွေရှင်ပြိုင်ရမှာဖြစ်ပါတယ်။ဒီစီမှာ Champion ဖြစ်လာတဲ့တက္ကသိုလ်ကျောင်းတွေဟာထူးခွင့်ရဖြစ်နောက်နှစ်မှာကျင်းပမယ် National Esports Championship ကို The Right Invite ရရှိသွားအောင်မှာပါ။ဒီတော့ BC 2025ဟာတင့်ကိုမြန်မာနိုင်ငံမှာအကောင်းဆုံးတက္ကသိုလ် Esports အကားသားသမားအနေနဲ့ National Esports Championship မှာကွာရောက်ရှင်ပြိုင်ခွင့်ရရှိစေပြီးတော့ Esports အားကစားမှာလည်းခိုင်မာတဲ့ကိုရီးယားတစ်ခုကိုပါစတင်ရှောင်းလန်းနိုင်စေမယ့်နိုင်ငံပါကိုတက်ကတူကိုကိုဆောင်ပြီးနောက်တစ်ချိန်မြန်မာ Esports လောကမှာအောင်မြင်တဲ့ player တွေဖြစ်လာမယ်ចောင်းသား Esports athlete တွေရဲ့ရှင်ပြိုင်မှုတွေကိုအားပေးဖို့ဆင်နွှဲမယ်လား Varsity Esports Championship 2025 Stars of the Future မြန်မာ Electronic Sport Federation မှာအတိအမှတ်ပြုပြီးတော့ University Esports Network မှာဦးစီးကျင်းပပြီးတဲ့ Varsity Esports Championship 2025မြန်မာနိုင်ငံတက္ကသိုလ်အဆင့် Esports ပြိုင်ပွဲတွေအတွက် Main Sponsor ဖြစ် KBZB မှာအဓိကပါဝင်ကူညီပေးထားပါဖြစ်ပါတယ်။ Co-sponsor ဖြစ် Rebu, Official Watch Partner အနေနဲ့ Cherry U, Official TV Broadcast Partner အနေနဲ့မဟာ Esports HD တို့မှာပါဝင်ကူညီပေးထားပါဖြစ်ပါတယ်ခင်ဗျာ။ that's the star of the future ဆိုတဲ့အတိုင်းပဲเนาะကျွန်တော်ရဲ့ဒီအခုလက်ရှိ VEC မှာဆိုတော့ playoff stage တောင်ရောက်ရှိလာခဲ့ပြီဟုတ်ပါတယ်ဒါလက်ရှိမှာတော့ဒါကျွန်တော်အနေနဲ့ playoff stage ဖြစ်တဲ့အတွက်ဒါနည်းနည်းလေးတော့အရှိတော့ကြီးတယ်ဗျာကျွန်တော်တို့ WYD ရော YD ရောသဘောကျတယ်သူတို့ဘွားတွေတော်တော်လေးလည်းအားကျတယ်ကျွန်တော်ငယ်တော့ engineer လည်းဖြစ်ချင်တယ် pro player လည်းဖြစ်ချင်တယ်ဒါပေမဲ့ပွဲရည်လည်းမရှိဘူးဗျာဒီ engineer ဖြစ်ဖို့လည်းအမှတ်မပြီးဘူး အခုဆိုတော့ဒါအခွင့်အရေးကောင်းနေအများကြီးပေါ်လာပြီပေါ့နော်ဒါပြီးတော့ GVEC ရဲ့ championship ဆက်လက်ပြီး NEC မှာတွားရောက်ရှင်ပြိုင်အောင်ပေါ့ဟုတ်အားဆိုလို့ရှင်တော့ဒါ NEC ကတော့ဒါရှိမှမြင်ခဲ့တဲ့အတိုင်းပဲ CK ကိုတိုက်ရိုက်တွားရောက်ရှင်ပြိုင်ခွင့်ရမယ်ဆိုတော့ဒီမှာသာ champion ဖြစ်မယ်ဆိုလို့ရှင်စုချင်းငွေတွေဒါမကဒီလို bracket ပါဒီပို့ပြီးတော့ရမယ်ဆိုတော့ဒါနည်းနည်းလေးတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျာဒါလက်ရှိမှာတော့ဒါ playoff bracket ပုံစံပဲဖြစ်တယ်အောက်မှာတော့ဒါ KBTC ပြီးတော့ရှင်ဒီ UCS MDY ရှိပါတယ်ဒါမန်လေးကနေပြီးတော့ထိုးဖို့ဒီယူလာလို့လည်းကြားရတယ်ဟုတ်တယ်အဲအကြည့်ရကြည့်ရမယ်လို bracket မှာထိုးနေတယ်ဒီလိုနဲ့အဲ့ခံရတော့ မယ်ဟုတ်တယ်အဲ့တော့ကျွန်တော်တို့ lower bracket အနေနဲ့ရှိနေ KBTC နဲ့ UCS မန္တလေးပေါ့နော်အဲ့တော့ဆက်လက်ပြီးတော့ဒီအခု YTU နဲ့ WYTU ဒါ upper bracket ရဲ့ဒါ playoff bracket ဒိန်းနံပါတ်1ပွဲစဉ်လေးပေါ့နော် ဒုတိယအနေနဲ့ရှိနေတဲ့အောင်ကျွန်တော်တို့ရဲ့ TGU နဲ့ဆက်လက်ပြီးမှ WU ရဲ့ပွဲစဉ်လည်းရှိနေတယ်။တကယ်လို့ကြီးကောင်းမဲ့ပွဲနော်ဒီနေ့ရောက်။ဟုတ်ပါတယ်။ဒါ WYDU နဲ့ YDU ဆိုလို့ရှိရင်လည်းဒါနှစ်ဖက်လုံးကလည်းဒါညပညာကျောင်းသားတွေပဲ။အဲ့တော့မှဒီ e-sport ဘိုင်းမှာရောဒါဘယ်သူကပို့ပြီးတော့ကျန်မလဲဆိုတော့ကျွန်တော်တို့လည်းတော်တော်လေးစဉ်းစားခက်တယ်ပေါ့နော်။ဒါလက်ရှိမှာတော့ဒါဒီ player ဒီကျွန်တော်တို့ရဲ့ YDU line up ပဲဖြစ်ပါတယ်။ အဲဆက်လက်ပြောမှာတော့ YTU ရဲ့ player lineup မှာဆိုရင်တော့နော်ဘိုတူဆက်လက်ပြော AO Murphy Baby K အာ Steven နဲ့သူဆက်လက်ပြော Manison Manison အဲသူတော်တော်လေး highlight တော့ဖြစ်တယ် mid မှာနော်သူတကယ်စော့ပြနေတယ် Manison ဟုတ်ပါတယ်ဒါထပ်မံပြီးတော့ကျွန်တော်တို့ဒီ WYT ရဲ့ line up လေးမှာဆိုလို့ရှိရင်လဲဒါကိုရှီတို့ပြီးတော့လို့ရှိရင်ဒီရှမိုင်းဖို့လာပြီးတော့ SYY ရဲ့ပြီးတော့ Sleepy Guy ကိုရဲ့ပြီးတော့လို့ရှိရင်ဒီ အယိုးလိုပဲဖြစ်ပါတယ်အယိုးကဒီရှိမှာတော့ကဂျန်ကလိုင်ပိုင်ဆော့ခဲ့ရလဲတွေ့ရဒီမှာအပြင်ပွဲရောက်တော့ဒီရိုမင်းဖြစ်နေတာတော်တော်လေးတော့ကြောက်နေတယ်အန်အောမီရေပေါ့နော်ဒီအယိုးရဲ့ဂျန်ကလာတော်တော်လေးတော့လမ်းပါတယ်ဒီနှစ်သင်းရဲ့အကြောင်းပြန်လဲပြောရမယ်ဆိုရင်တော့တုံးတက်ရမယ်ဆိုရင်နှစ်သင်းတော့လည်းနဲ့ aggressive ဖြစ်တယ်ကျွန်တော်တို့ရှေ့ကဘူးစိတ်မှာဆော့ကစားတွေ့လို့ရှင်လဲတကယ်လို့ဒါတို့ရဲ့ဆော့ကစားတဲ့အချိန်မှာ battle တော်တော်များများဖြစ်ကြတယ်ဇက်တိုက်လို့လို့ early by aggression နေပြီးရပြီးတော့တွင့်ချမယ်ဆိုပုံစံမျိုးတွေတွေ့ရတယ် ဲ့တော့ YTU ကလည်းတော်တော်လေး aggressive ဖြစ်တယ်တစ်ဖက်က WYTU ကလည်း aggressive ဖြစ်တော့နှစ်ယောက်တွေ့ရစမှာ battle တော်တော်များမယ်နဲ့တူပဲဟုတ်တယ်နှစ်သင်းလုံးကလည်းဒီ jungler တွေကတော်တော်လေးကိုယုံနေတယ်မှာပါတယ်ဗျအဲ့တော့ဒီမှာ head to head မှာဆိုလို့ရှိရင်ဒါ K ဘိုင်းဆိုင်ရာမှာတော့ WYTU 128ကောင်ဆိုတော့ဒီ3စားလောက်အထိကိုတို့တော်တော်လေးပူရတာတယ်ဟုတ်တယ်သူတို့ကဒီ match ဆော့တာနည်းနည်းလေးပူများရပါတော့ရှင်းပွဲပြောလို့ရှိရင်နိုင်တဲ့နေရာပါလဲ၅ပွဲထိနိုင်တာပြီးတော့ဒီရှုပ်ပွဲလေးတော့နည်းနည်းတော့ရှိတယ်ဟုတ် Uh, so let's be YTU အနေနဲ့လဲသူတို့ရဲ့ဒီ48 guitar မှာ matches မှာသွားပြီးကြွားအောင်ပါနော် match ပွဲပေါ်မှာ multi ပြောမှာသူတို့ရဲ့ဒီ kill လို့ kda တို့သွားပြောမှာတစ်ချက်ခွာရယ်ဒါပေမဲ့ဒီ kda များဟဲ့ဆိုပေမဲ့လည်းကြည့်ရောကြည့်အောင်မယ်အခုဒါနှစ်ယောက်ချင်းဆိုင်တွေ့ရဲ့အချိန်မှာဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့ပေါ့နော်ဟုတ်ပါတယ်ဒါလက်ရှိမှာတော့ဒါနောက်ထပ်ကျွန်တော်တို့ standard တစ်ခုပြောမှာတော့ဒါ okay ကျွန်တော်တို့အနေနဲ့ကတော့ဒီမှာ damage တိကျန်အပိုင်းဆိုင်ရမှာတော့ဒီဘက်ကအဲ YTU ဘက်ကနေပြီးတော့ဒါပို့ပြီးတော့ဒီတာတဲ့အပိုင်းလေးတော့ကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့နော်ဆက်လက်ပြီးတော့မှဒီ loss လေးလို့ပါဆက်ပြောကြည့်မယ်ဆိုလဲဒါတော်တော်ကွာတယ် damage deal မှာလည်း 40กิโลตัวกว่าๆนี่วะเนาะ damage เดียวเลยถูกใช่เออ ဒါကြည့်ရမယ်ဆို assist မှာလည်းတော်တော်လေးကွာနေဆိုတော့ဒါ match ပေါ်ပဲ multi-lar ဒါမှမဟုတ်သူတို့ရဲ့ play style ပေါ်သွားပြီး multi-lar ဒါတစ်ချက်ကြည့်ရမယ်ပွဲပေါင်းများတာတော့ပြောမယ်ဆို WYDU ကပိုပြီးများခဲ့သူတို့ဆိုတော့ဟုတ်တယ်ဗျ WYDU ကသူတို့က lesson to play ရာနေတက်လာတဲ့အသိဆိုတော့သူကပွဲတော့ပို့ပြီးတော့ဆော့ခဲ့ရတယ်အဲ့တော့ဒီမှာတော့ state by လေးဆိုင်ရမှာပို့ပြီးတော့များနေတာလေးရှိပြင်မယ်လေဒီနှစ်သိန်းကတော့လက်သိပ်กว่าပဲလို့ကျွန်တော်တကယ်မထင်ဘူးပေါ့နော် group standing မှာပြန်ပြီးကြည့်မယ်ဆို WYDU ကဒါအမှတ်အများဆုံးနဲ့တွေ့ရနော်ဟုတ်တယ်အဲ့တော့ကြည့်ရကြည့်အောင်မယ်သူတို့ရဲ့ဒီလိုမျိုးဘယ်လိုဆော့ရမလဲဆိုတာတစ်ဖက်မှာလည်းရှိနေသေးတဲ့ WYDU က group B group A နဲ့ group B နဲ့ပြင်ပြမဆုံတွေ့ရချိန်မှာတော့ส่งจ้าပြီပေါ့เนาะပြင်ပြကြည့်အောင်ဆိုဟုတ်ပါတယ်ဒါလက်ရှိမှာမကြခင်မှာလဲ dropping face က9မိနစ်လောက်နေစရတယ်တော့မယ်ဆိုတော့ကဲဒါအပြင်မှာရောက်နေတဲ့ပြည်သက်တွေပဲဖြစ်ဖြစ်ဒီ pool တွေမှာဒီ activity တွေ join တဲ့ပြည်သက်တွေပဲဖြစ်ဖြစ်ဒါကြည့်အောင်ကြည့်ရှုဖို့တခါတည်းပဲထပ်ပြီးတော့ဖိတ်ခေါ်လိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော် online ပေါ်ကြည့်ရှုနေပရိသတ်တွေ like and share လေးနဲ့ကူညီပေးလို့ရပါတယ်ဒါမှကျွန်တော်တို့ဒါ skin coat တွေ diamond တွေလည်းရရှိမှာဖြစ်တဲ့အတွက်အနေနဲ့များတဲ့သူကမတိတဲ့သူရှိလို့ရှိရင်လည်းသွား share ပေးလို့ရတယ်။ on ground မှာလာပြောမှလူရောက်ကြည့်ကြတယ်ဆိုလည်း ဒါကျွန်တော်ရန်ကုန် University RC မှာလည်းကျင်းပပေးနေပါတော့ဟုတ်ပါရဲ့ဒီလို channel တွေဒါမကပဲကျွန်တော်တို့ဒီ design ပေါ်မှာ free to air မဟာ e-sport page တွေမဟာ e-sport ဒီ channel ကနေကြည့်နေတဲ့ပရိသတ်တွေရှိရဲဆိုလို့ရှိရင်လည်းဒီမဟာ app ရှိုံနဲ့ဒီကျွန်တော်တို့ဒီကုတ်တွေတော့ဒီယူလို့ရရပါတော့ okay ဒါ Premier Fit လည်းစလာပြီဗျ WYTU versus YTU ရဲ့ gain number 1စတင်နေပြီဖြစ်တယ်ဗောနော drafting pick လေးမှာတော့ WYTU အနေနဲ့ first pick first ban ကိုရရှိထားတယ်ဗောနော်ဟုတ်ပါတယ်ဒါသူတို့အနေနဲ့ session YB header ကို ban ထားတယ်ဆိုတော့ okay ဒါ tat tat team fight တင်မှာသူတို့ poking သိပ်မဆိုင်ကြဘူးဗျာဒီ၃កောင်တော့ဟာဒီချက်ချင်းဝုန်းတိုင်းချလို့ရတဲ့កောင်မျိုးမဟုတ် enemy ကိုနည်းနည်းဒီ twist shot ပြီးတော့အဲ့တော့သူတို့ဒီ YTU ဘက်ကပြန်လဲပြီးတော့တည်ကျင်တာတခါတည်းဝုန်းတိုင်းဆိုင်ကျင်တဲ့ပုံစံမျိုးပဲ granger first pick ဗျာတည်ကျင်တာဗာမြေပုံရပါတယ်တည်ကျင်တော့ဗောနော်သူတို့ heal die လဲ sources ban ထားတယ် တစ်ဖက်က Alice ကလုံးဝမတွေ့အောင်ကျွန်တော်ဒီနောက်ပိုင်း match တွေမှာဆိုတော့ကျွန်မဒါ meta ရမှာတော်တော်လေးဒါ strong ဖြစ်နေရယ် goal line ကို dominant ဖြစ်နေရယ် grand jar ပဲ safe pick အနေနဲ့ WG ယူထားပြီးရယ်ဟုတ်တယ်ဆက်ပြပြမှာဒီ WYTU ဘာ pick မလဲ2 pick okay ဒါ2 pick အနေနဲ့လာဖို့လာဖို့နဲ့ solution ဆိုတော့သူတို့ကတော့အဲကျွန်တော်ဒီ driving phase လေးကိုလှမ်းပြီးသုံးသပ်ကြည့်မယ်ဆိုတော့ WYTU ဘက်က banner best damage တွေပဲဟာတိလား WYTU ဘက်က banner အဲ့ပုံး လုတ်တဲ့အဲ့ဒီချက်ချာဆိုင်လို့ရတယ်ပုတ်ကင်းဒီတန်းပိတ်တယ်အဲ့တော့ WTU ဘက်ကတခါလေးဝုံတိုင်းချဲပြီးတော့ဆိုင်မဲ့ပုံစံမျိုးရှိပြန်မယ် WTU ဘက်ကလာပူလာပူလို့ဇူရှင်းလို့ပြောဘတ်တန်မှာချက်ချာခံတဲ့ကောင်တွေယူရဲဆိုတော့နှစ်သိန်းလုံးရဲ့ strategy တော့မတူဘူးတစ်ဖက်ကလည်းဒီတိတယ်ဝုံတိုင်းဒီဆိုင်မဲ့ဆိုတော့တိတော့ကာလီယာရဲ့ဘိုင်ဘန်းနာရဲ့ကဲကာလီယာဂရန်ညာဆိုရင်တော့တစ်ကောင်ပါတန်းပြတ်တဲ့ပုံစံမျိုးရှိတယ်အဲ့တော့ဝုံတိုင်းဆိုင်မဲ့တင်နိုင်သွားပါလားတခါပုတ်ကင်းနဲ့ဒီဆိုင်မဲ့ WTU နိုင်သွားပါလား strategy နှစ်ခုတော့မတူဘူးပေါ့နော်အဲ့တော့ကြည့်ပြီးတော့ဆိုတော့တစ်ဖက်ကဒီ aggressive play style โจทย์นี้เลยจังเงี้ยแบตเตอรี่วันจูเลียก่อนนี้ซับยามาฟลัตไฟไปได้ลูกบีบีพันบีได้กะเลียเบาเลยแบนหายไปเนาะเอาไว้โอเคแล้วก็ได้ใส่ YTU เป็นเรื่องตัวจ้าคาร์โรกาดาเนกีบีเนาะเออซับยามาตั้งพักเอาทุกวั u ที่ลับปุ่นเนี่ยสิ่งที่อยากทำก็ตัวนี้เนี่ยทีมแบตเตอร์คอนโทรลเบาเลยลุยยาซับยามาแบตเตอร์นี่ใช้ลมแล้วทำมุกเปลี่ยนไปมาเซฟไปนี่เปลี่ยนส่งแล้วส่งกซาลุยยา ဘာဒီယူအနေနဲ့ရောဒီကင်မီတို့ကတော်တို့ဆိုတာမြဲဘယ်တဲ့အဖွင့်တွေလှရဲဒါ distance တစ်ခုကနေ short ကစားမယ်ပေါ့နော်အရှိမ damage တွေကလွတ်မယ် နောက်ကနေ descent တစ်ခုနဲ့တူ damage တွေ DPS တွေပေးမဲ့ပုံစံမျိုးဖြစ်တယ်ပေါ့နော်။ဟုတ်ကဲ့ WYDU ကတော့ကျွန်တော်ဆန္ဒအစင်းသား Hayabusa လေးကောင်းမလား။ဒါပေမဲ့သူတို့ရဲ့ play style ကိုပြန်လည်ပြီးတော့စဉ်းစားမယ်ဆို Hayabusa ကနည်းနည်းဝုန်းတိုင်းဆိုင်နေတဲ့မှာပါတယ်။အဲ့တော့ဒါ Zushin နဲ့ Lapu နဲ့ဂျားထဲမှာ connection တခုလွတ်သွားနိုင်တယ်တဲ့။ Hayabusa ကဝင်ပြီးပြန်ထွက်သွားမယ်ဆိုပေမဲ့ဒီနောက်က button မှာအကြာကြီးနေမှာဖြစ်တဲ့အတွက်အဲ့တော့ Hayabusa အစား button မှာသူတို့နဲ့ပို့ပြီးတော့ impact ရှိတဲ့ဘာရှာလိုကောင်းမျိုးရေးချင်တယ်။ button မှာပြန်လုံးရအောင်နော်။ဟုတ်ပါတယ်။အဲ့တော့သူတို့ဘက်ကတော့ရှင်းတယ်။ WYDU က button ကိုချီချာလေးဆိုင်မဲ့ပုံစံမျိုးရှိတယ်။ WYDU ဘက်ကတော့ဆန္ဒကျွန်တော်ပြောလို့ ဒီဘုံတိုင်းဆိုင်ပဲအနေထားမျိုးမှာရှိနေဆိုတော့ကြက်ရှိနေတဲ့ဒီဘုံတိုင်းဆိုင်လို့ရတဲ့ assassin တွေကိုတို့လည်းဘန်မလားဘာရှာလည်းရပြီးွားပြီဆိုတော့ဒါ assassin တွေပဲ banning ထဲမှာမြင်ရမယ်လို့ကျွန်တော်လည်းမျှော်လင့်ပါတယ် assassin နဲ့ပြတ်ထွက်မယ်ဆိုတော့ဖြတ်ဟာလွယ်မောင်းဖို့နည်းနည်းတော့မာရတော့တစ်ဖက်မှာလည်းပြတ်ပြတ်မှာ juice ရဲ့ control လည်းပါနေသေးတယ်ရောနည်းနည်းတော့ကြည့်ရမယ်ဒါပေမဲ့ဒီလိုမျိုးပုံစံမျိုးနဲ့ဆို WYTU ရဲ့ drafting ရောတို့က long bat တဲ့ပုံစံမျိုးသွားတယ်လေတို့ရေဆက်ပြီးတော့မှလက်ဘူးနဲ့ဝင်မယ်ပြီးလို့ရှိရင်နောက်ကဘာရှာရောပေါ့ DPS တွေပေးမယ်ဆိုပြီးတော့ပုံစံမျိုးဖြစ်တယ်ပေါ့နော် ော့ကြည့်ရောကြည့်အောင်တစ်ဖက်ကိုပြန်ပန်းမှာကြံခဲမရှိသေးဘူးဒါအပြင်ကျွန်တော်ရဲ့ဒီ ပြန်ပြောပါ ESP ကိုဘာလို့မထွက်သေးလဲဆိုတော့ကြည့်ရကြည့်ချင်သေးတယ်။အားလုံးကြီးတော့ဒါဘန်းချလိုက်ပြီ။အဓိကအားလုံးနဲ့ကတော့ကရာဆိုလို့ရှိရင်တို့တို့ရဲ့အဲ့ဒီ step point အပိုင်းတွေမှာတော်တော်လေးတော့များတယ်။အားလုံးကဒါအပြင်အဲ့ဒီ sushin ကိုင်တဲ့ player ရဲ့ only လောက်ပဲတိပါဗျာ။ဘာလို့လဲဆိုတော့ sushin ကကျတော့သူရှေ့တက်ပြီးတော့အဲ့ဒီ three shot တွေအချိန်မှာအားလုံးကအဲ့ဒါ final select ကြီးနဲ့ဘန်းဆိုပြီးဝင်လာရပါရောတိရမလား။အဲ့တော့ဒါတို့အနေနဲ့ဒီ sushin နဲ့အဲ့ဒါဒီပြီးသွားလို့ရှိရင်ဒီလာပူလာပူရဲ့ဒီ match up အပိုင်းတွေမှာဒီပြန်ပြီးတော့ဘယ်ဒီဟိုဘန်းနိုင်လို့ကျွန်တော်နေထင်ပါတယ်။ ကြည့်ရကြည့်ရမှာတဖက်မှာ last benefits အနေနဲ့ WYTU အနေနဲ့ဘာပန်းမလဲပေါ့နော်ဆက်ပြီးတော့မှသူတို့ဒီ damage တွေကလည်းလည်းလည်း your inner ဆိုပါထွက်လဲထွက်လာတယ် ESP မှာပြန်ပြောင်းမှာအာနောက်က TPS ပေးမယ်ရှေ့ကနေပြောမျိုး hot take ကအနေနဲ့ damage တွေကန့်လုပ်မယ်အဲ့လိုပုံစံနဲ့ထွက်ရှိလာတယ်ဒါပါမို့သူတို့ရခုနပြောသလိုပဲဒီ ESP ဝယ် force spam လာဆိုပေါ့နော် force spam ပဲ ESP ပဲ တို့ focus ထားလိုက်တယ်ဒီပွဲမှာဟုတ်တယ် EP မှာ CC ကတော့ lane နဲ့ match up ပိုင်းမှာတော်တော်တားရပြာလာပူလာပူကအဲ CC နဲ့လုံးဝရှင်လို့မရတဲ့အပိုင်းမှာပါတယ်အဲ့တော့တို့အနေနဲ့လာပူအတွက်ဒီ hero nature ပိုင်းဆိုင်ရာမှာ name ပဲကောင်းပြီးရွေးချယ်ပြီးတော့ banner လို့ white team ကဟာဥစားပင်လဲပဲလို့ကျွန်တော်ထင်တာဗျာဒါပေမဲ့သူတို့ကိုယ်တိုင် ban လိုက်တယ်ဆိုတော့ဒါ jewel sort တော့မှာ main core နှစ်ကောင်က kimmy နဲ့ grinder ဖြစ်သွားပြီอืมအဲ့ဒါကြည့်ရကြည့်ရမှာပေါ့နော်ပြန်မြို့မှာတစ်ဖက်ကလိုနေတဲ့ဒီ goal lane တို့ပါအောင်လဲဆက်ပြောမှာ ban ချက် ban လို့ရသေး EX ပြောနည်းနည်းကိုချက်သွားပြီပြန်ကြည့်မှာဆို เนาะဘန်နာအားလော့တူစီစီတို့ဒါပြောရမယ်ဆိုဒါချစ်တိုးလာကောင်တွေပြန်ပြီးတုံးပေးနိုင်မယ်ကောင်တွေဘန်နာဆိုနည်းနည်းလေးတော့ချက်တယ်လေပါโอเคตรุกไรเมอัสเซนเนี่ยแบนတယ်ဗောနော်ကင်မီနဲ့ဒီတစ်ဖက်ကဂရန်ဂျာမိန်ကောဖြစ်နေတဲ့အတွက်အဆက်စင်းကသူ့ဘက်ကလည်းကောင်းဆိုလို့ဟိုဘက်ကလည်းကောင်းတယ်အဲ့တော့ဒါကင်မီနဲ့ဂရန်ဂျာအတွက်နေရထိုင်ရချက်စီပဲဟာဘူစာရေဒီပြီးသွားလို့ရှင်လန်စလော့လေးရထည့်ထားတယ်ဒါပြင်ဒီဆန်ရှင်နဲ့ဂျွိုင်းလဲဒါအပေါ်တင်ပြီးသွားပြီဆိုတော့အခုချိန်မှာအဆက်စင်းနဲ့ပတ်သက်ပြီးတော့တိတ်တော့မကြံတော့ဘူးဗောနော် အကြည့်ကြည့်စမ်းလေဒီလို YTU အနေနဲ့ဘာ drafting touch free လာမလဲတစ်ဖက်က YTU အနေနဲ့လည်းလိုအပ်တဲ့ bro ကိုသူတို့ဘလို့မျိုးပြင်ပြီး sort ကစားအောင်လို့စိတ်ဝင်စားရမှာနော်ဒီချိန်မှာ role changes နေနဲ့ first start ထားလို့ရတဲ့ position ကိုဖြစ်တယ်အဲ့တော့ဘလို့မျိုးထွက်ရှိလာမလဲ last two pick မှာ WYTU ဒါသူတို့အနေနဲ့ဘာဆိုင်ဖြစ်လာမလား flash ပဲဖြစ်သွားမလားပြီးတော့လို့ရှိရင်ဒီ jungle ပဲဖြစ်မလားဆိုတော့ထပ်ပြီးတော့စောင့်ကြည့်ရမယ်သူတို့ရဲ့ pick out တော်တော်လာတယ်ဟာပြ Harry ဘိုးပဲထုတ်ထားသေးတယ်ဆက်လက်ပြီးတော့ အာဆန်နောဘာဂျီယာနေနဲ့တာဂျန်ကေရောဖြစ်သွားဘူးမြန်အာခုချိန်ထိလည်းဘရုံးတော့ဖြစ်နိုင်တယ်ဘရုံးလည်းဖြစ်တော့ဖြစ်နိုင်တယ်ဖြစ်နိုင်သေးရဲ့အဲ့တော့ YTU နောက်ဆုံး less ပြပြသူတို့အနေနဲ့ဒီ Granger နဲ့ Kimmy နဲ့ယူပြီးပါပြီဆိုတော့နောက်ထပ်ဒီကောင်တော့ YTU ကဂျန်ကေမထွက်သေးလို့ဟုတ်တယ်သူပြန်မျိုးမကြည့်ရအောင်ပေါ့နော်ဖက်တွင်းနဲ့ထုတ်လို့ရတယ်အဲ့တော့ဒီဖက်တွင်းဆိုလို့ရှိရင်တော့ KB နဲ့ Granger တို့ကတော်တော်လေးကောင်းရမယ်နားပြင်နောက်ထပ်ကောတကောင်လောက်လည်းထပ်ကောတကောင်လောက်ထပ်ရွေးပြီးတော့ဒါ EAP အမှားတကောင်လောက်ထပ်ပြီးရွေးလို့ရသေးတယ် YTU ကြိုက်တာလို့ပါ လာစတူပစ်ဆိုတဲ့အခြေအနေတွေမှာ YGU ကတော်တော်လေးအရေးကြီးတဲ့အခြေအနေတွေဖြစ်နေပြီပေါ့နော်အဲ့တော့ YGU နောက်ဆုံးလှလှပပလေးနေတယ်ဘယ်လိုမျိုး draft တွေဆဲသွားမလဲဆိုတော့ဟိုးခွန်ဒီဗီယာနဲ့အစမာအဲ့တော့တေးကြရဲဒီ Granger နဲ့ Kimmy နဲ့လုံးဝ main core ဖြစ်သွားပြီပေါ့နော်အစမာနဲ့ဒီဓာတ်အပြည့်ဒီကတော့ကတာနဲ့ခွန်ဒီဗီယာကိုဘိုလေးတော့တွေ့ချင်တယ်ပေါ့ AOG ကြလေးပေါ်တက်သွားတဲ့အချိန်မှာသူ့ရဲ့ violence ကြီးကလိုက်မယ်ဆိုရင်တော့တော်တော်လေးလှမယ်ကိုဘိုတို့ခုဖြစ်သွားမှာ ဲ့လို combo ကလောက်လို့ရအောင်ပေါ့နော်ပြန်ပြောပါတို့ရဲ့ဒီ diving နေနဲ့တူပြန်ပြီးဆော့ကစားမယ်ဆိုရင် last pick WYTU ဘာများဖြစ်သွားမလဲကြည့်ကြည့်ချင်းလေ Okay. Good. Draft in lala le. အဆုံးတက်နဲ့ဘာနဲ့အံ့သွားမလဲကြည့်ကြလဲ။ Fanny လေးလှတယ်ဗျာ။ Fanny. Fanny တော်တော်လှ။ကြည့်ရမလားကြည့်ရအောင်။ Fanny နဲ့ပဲဆော့ကစားပါ။ဒါမှမဟုတ်ဒီ Barcelona Roman Tower မှာ Fanny ပုံစံမျိုးနဲ့ဆော့ချင်လား။ကြည့်ရကြည့်ရ။ Jungle လား။ Roman ဖြစ်သွားမလား။ เอาเถอคเออภาษาเนี่ยเวตัว safety แบบตัวมันละแฟนนี่เนี่ยริสเลสอยู่ไรมาละ W Y T U ริสตัวยาย r i s ตัวยาย risk ตัวตัวยายทำไมเด้ตัวตัวนี้เซฟอยูว่าไม่สนุกจริงใครจะเนี่ยกี่มีเนี่ยไม่ใช่โอเคครับ r i ไม่อยู่กูบอกกูบอกเลยเนี่ยตัวอเมริ တော့ ground ဆက်ချနေတဲ့အချိန်မှာနောက်ဆုံးပစ်ကင်ကို ground နဲ့ shot ကစားနှစ်ဖက်လုံးမှာတော့တကယ်ဟို battle initiate လုပ်မယ်ဆိုတော့ shot ကစားမယ်ဆိုတော့တော်တော်လေးတော့ဒါညိုင်မှာလည်းဖြစ်တယ် battle ကလည်းတော်တော်လှမယ်လည်းပါတယ်တစ်ဖက်မှာလည်း cutout တွေပါတယ် Conivia လည်းပါနေတစ်ဖက်ကလည်း ground to Barcia နဲ့တူ strike တွေ impact တွေပေးနိုင်တဲ့ကောင်တွေပါတယ်တော့တော်တော်လေးတော့ကြည့်လို့ကောင်းမယ်ပွဲတပွဲဟုတ်ပါရဲ့ဒါပရိသတ်တွေလည်းစောင့်နေရကြပြီဆိုတော့ကျွန်တော်မြန်မြန်ဆန်လေးပဲကျွန်တော်ဒီပွဲစဉ်လေးကိုကျွန်တော် caster နဲ့တူသွားကြည့်ပါမယ်ဗျာ lo lo ¿Me ကဲတော့အားလုံးပြန်လည်ပြီးတော့ချိုးဆိုလိုက်ပါရယ်ဟုတ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ upper day လို့တော့ပြောလို့ရရတယ်ဗျာနော်နိုင်တဲ့အသင်းကတော့ upper fine တွေကိုတက်သွားပြီးတော့ရှောင်းတဲ့အသင်းတွေအတွက်ကတော့ဒါ lower bracket လေးကတော့သွားပြီးတော့ရှိနေပါသေးတယ်ဟုတ်ပါတယ်အဲ့တော့ဒီနေ့ day number 1အနေနဲ့ကတော့ဒါတစားစားနေပေါ့နော်နောက်ဆုံးပွဲစဉ်တွေကလည်းရောက်လာပြီရောက်လာတဲ့အထက်မှာမှဒါ upper bracket match နှစ်ခုကိုဒီနေ့မှကျွန်တော်တို့အနေနဲ့ live လုံးပြသပေးသွားမှာဖြစ်ပါတယ်အဲ့ဒီ match နှစ်ခုမှာနိုင်တဲ့အသင်းအနေနဲ့ကတော့ဒါ upper fine တွေဆိုတဲ့အရာမျိုးဆက်လက်ပြီးတော့တလန်ခွင့်ရသွားမှာဖြစ်ပါတယ်အဲ့ရှောင်းတဲ့အသင်းတွေအနေနဲ့ကတော့ lower bracket ဆက်လက်ပြီးတော့ဆော့ခွင့်ရနေသေးတာဖြစ်တဲ့အတွက်ကြောင့်မို့ chance တစ်ခုတော့ chance နေပါသေးတယ် ယ်အဲ့တော့ upper fine နေမှာကျွန်တော်ဒီ upper bracket ပေါ့နော် upper bracket ကိုရောက်လာတဲ့အသင်းတွေမှာဆိုရင်လည်းအရှိတ်မှာတော့သူတို့ရဲ့အကောင်းဆုံးကစားကွက်တွေအကျဉ်းဆုံးကစားကွက်တွေနဲ့တက်လာတာနှစ်သင်းလုံးကလည်း late area လည်းတော်တော်လေးလည်းမျှနေဆိုတော့ဒီနေ့အဖွင့်ပွဲ match number 1ပွဲစဉ်မှာလည်းဘယ်တင်ဆက်လက်ပြီးဥဆောင်သွားနိုင်မလဲ YTU နဲ့ WYTU ဘွဲကတော်တော်လေးချမ်းနေပြန်နော် YTU နဲ့ WYTU လာတော့ကြည့်ရမယ်ပေါ့နော်နှစ်သင်းလုံးရဲ့ draft တွေရောတော်တော်လေးစိတ်ဝင်စားဖို့တော့ကောင်းနေပြန်နော်တကယ်လို့ကျွန်တော်တို့ Bravo Combo တွေနဲ့ရိုက်ခွဲမယ် Ali Game Combination တင်းပေါင်းနေနေကိုတရုပ်ဖော်မယ်ဆိုတဲ့ပုံစံမျိုးလေးကိုတော့တွားပြီးတော့တွေ့ရတယ်ဆိုတော့ကဲ game number 1 YTU နဲ့ ဲ့ WYTU တို့ရဲ့ပွဲစဉ်လောင်းဒေါင်းထဲမှာစတင်လာခဲ့ပြီပဲဖြစ်ပါတယ် YTU နော် drop back မှာဆိုရင်တော့ surprise pick နဲ့တူ the two match man နော်အဲ့တော့မလဲဒါ armory ကောင်းနဲ့ခရော့ချရပါပဲထပ်ပြီးတော့ရလာရပဲဒီဘက်မှာလဲနော်ကျွန်တော် WYTU နေနေရလဲကျူရှင်းတို့ဒါ Harry တို့နဲ့ Megan အားသာနိုင်ချင်ရှိတဲ့ hero တွေနဲ့ပြန်ပြီးတော့ထွက်လာခဲ့တယ်ဆိုတော့ဒီ game မှာတော့ Aligan ကနေစပြီးတော့ battery ကတော်တော်လေးဖြစ်နိုင်တယ်အဲ့ပြီးတော့ဒီ game မှာလဲပြန်ဆိုင်မှုပြင်းထက်နိုင်သလို league game ပြန်ရောက်သွားမယ်ဆိုလဲနှစ်သိန်းလုံးကမျှတာတဲ့ defense တစ်ခုကိုပိုင်းဆိုင်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ objective တက်စားမယ်ဆိုရင်ပေါ့နော် hero key တွေနဲ့ပဲတက်ဆိုင်ပြီးတော့ဒီပွဲစဉ်ရဲ့ဒီအနိုင်ရှုံးနေ ေရပါဘောနော်ပြန်လေးပြပြောင်းလဲသွားမယ်လို့တော့ထင်နေဗျလမ်းနေနော်နှစ်သိန်းလုံးရင် pick ကတော့ဒီ long range တွေပါတွေကြာတော့ပွဲတိုင်းလို့လို့တွေးရတာတော့များတယ်ဗောနော် draft endurance တွေမှာတစ်ဖက်ကနေပြ front liner တွေကနောက်မှာ damage output လေးပေးတယ်ဆိုတော့ flow လေးဒါပေမဲ့ဒီအရာတွေဒီသူတို့နေတဲ့ early game timing နဲ့ဟိုပုံဖော်နိုင်မှတော့ရမယ်ဗျ granger ရဲ့ golden time ဗောနော် granger မှာတော့ low at တာဒီ3500လောက်ပဲသူက sky bs ာပြောရရင်တော့ hand strike အဲ့နှစ်ချောင်းထွက်သွားပြီဆိုတာနဲ့ဘတယ်ကိုလိုက်ဆိုင်လို့ရပြီဗောနော်အဲ့လိုပြောကြီးဆိုရင်လည်း harry ကလည်းတစ်ဖက်မှာအဲ့နှစ်ချောင်းလောက် sky အဲ့ဒါအဲ့ဒါပဲရှိတယ် ဖတ်သွားရင် damage ကပေးလို့ရတယ်ပြီးတော့ဒီဘက်မှာကျတော့ဒီ quinvia တို့ဘာလို့ပါဟိုဘက်မှာကျတော့ basia basia ကျတော့နည်းနည်းဒီ target objective တွေမှာကျတော့အခု meta ရကျတော့ retribution ပို့ပြီးတေးရမယ်လို့တော့ထင်တယ်ဒါပေမဲ့တစ်ဖက်က quinvia လည်းသွားပြီးမေးလို့မရဘူးသူရဲ့ blink တစ်ချက်တစ်ချက်မိမိသွားနိုင်မယ်ဆိုတော့အားလေးကနေက damage များတယ်အဲ့တော့မှသူက two match man နဲ့တည့်ထားဆိုတော့ long range damage ကလည်းတော့ကောင်းတယ်ဆိုတော့ကြာလीအဲ့တော့ဘသူက objective မှာစပြီးတော့တာမလဲဆိုတော့အသေးချာလေးစောင့်ကြည့်သွားမှာဖြစ်ပါတယ် ဒီကတော့ခွင်ပြည်အားကျတော့သူ့ရဲ့ migration နဲ့ဘာစီယာကိုအိမ်ပြီးတော့ redistribution လေးတော့ဥလို့တော့ရရမယ်ပေါ့နော်ဒါပေမဲ့ဘာစီယာကိုတိုင်အောင်မှသူ့ရဲ့ spray တွေပိုင်းနဲ့တောက်ချောက်ဆူတို့လို့ခေါင်းတို့လို့ရရတာဆိုတော့အဲ့ဒီပိုင်းတွေကိုတော့ကျွန်တော်တက်တဲ့ objective battery လေးမှာတွားပြီးတော့ကြည့်ရမှာဗျဟုတ်အဲ့တော့ talent prediction လေးပဲဖြစ်ပါတယ် ကျွန်တော်ချူဝဲချော်မှုလေးတော့တွားပြီးရရှိနေရတဲ့ပွဲစဉ်ကတော့เนาะကျွန်တော်တို့အပြက်ကတော့ကျွန်တော်တို့တိတ်တော့မတွေးထားဘူးဒါပေမဲ့ဒီဘက်မှာ run နဲ့เนาะကျွန်တော်ချာအော်အေးအပြက်လေးကတွားပြီးရရှိပွဲကတော့မပြက်တော့ဘူးလို့တော့ထင်တယ်ဗျာဒီကဒီနေ့တင်ရတော့တကယ်ကိုကျွန်တော်တို့ဒီ passion ပြည့်ပြည့်နဲ့တီးထုတ်ကြရတဲ့တဲမှာတွားပြီးတော့ပတ်တကယ်လဲဟဲကြရတယ်ဆိုတော့အတင်းတင်းတွားရောက်ပြီးတော့တွေ့ဆုံနေအချိန်မှာတော့အချိန်နဲ့ဖြစ်တော့မယ်လို့တော့ထင်တယ်ဗျအခုထုတ်ထားတဲ့ draft ဆိုရင်လည်းတစ်ဖက်ကတွားပြီးတော့ပြန်ကြည့်ရမယ်ဆိုရင်ဒါ grop နဲ့ bazia နဲ့တွဲထားတယ်တွဲထားတဲ့အပြုံမှာ chushin နဲ့ hairy နဲ့ပြန်ပြီးတော့ထောက်ထားအဲ့ဒီအချိန်မှာလိုအပ်နေတဲ့ physical damage တွေကိုလပူလို hero မျိုး front liner ကောင်းကောင်းနဲ့ပြန်ပြီးတော့တည်ထားတယ်ဆိုတော့ power spike သာဖြစ်နိုင်ခဲ့မယ်ဆိုရင်ဘာမှမဆိုဖြစ်လာနိုင်တယ်ဆိုတဲ့အခြေအနေတစ်ခုကိုတော့နှစ်သိန်းလုံးဘယ်လိုမျိုးဖန်တီးကြမလဲဆိုတော့ game number 1เนาะနည်းနည်းလေးတော့ setting game နေမှာပဲကက်ခဲလေးရတော့ကျွန်တော်ရှိနေရဆိုတဲ့အတွက်ကြောင့်နည်းနည်းလေးကျွန်တော်ဆီရှိပြီးကြပါလို့မြေတားရခဲ့ပါတယ် ကဲနော်ခေတ္တလာတော့နော်ဆက်လက်ပြီးတော့ကျွန်တော်တို့ရစောင့်အောင်ပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ကလည်းကျွန်တော်နှစ်ပွဲတည်းဆိုတော့ကြရတယ်နော်ကျွန်တော် ACC တော့ဆက်လက်ပြီးချိလို့ရတယ်နော်အဲ့တော့ဒီမှာပြီးပြီးတော့ဒီပွဲကလည်းကျွန်တော်အသေးချာလေးစောင့်ကြည့်ချင်းနဲ့ပွဲတစ်ပွဲဘာကြောင့်လဲဆိုတော့နိုင်တဲ့အတင်းက upper final ကိုတန်းပြီးရောက်သွားမှာဖြစ်တဲ့အတွက်ကြောင့်အဲ့တပွဲမှလာဆက်လက်ပြီးတော့အနိုင်ရရှိသွားမှာဆိုတော့ grand final ကိုတခါတည်းတက်လန်းသွားမှာဆိုတော့ကြရတယ်အဲ့တော့ဒီနေ့ဒီနေ့ပွဲစဉ်မှာလည်းဒီ grand final တွေဒီ upper final တွေကိုရောက်လေရောက်တာရှိတဲ့အစဉ်လာရှိတဲ့အတင်းနေရာပဲဒါပြန်လဲပြီးတော့တွက်လာတာတွေတော့တွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီ match number 2မှာဆိုရင်လည်းဒါတကုန်လုံးမျိုးတင်းနေဆက်လက်ပြီးတော့ပါလာတာဆိုတော့ဒီကြီးပဲပွဲစဉ်လေးကိုလည်းဆက်လက်ပြီးတော့ဒီနေ့မှာ အဲစောင့်ကြည့်အောင်မှာဖြစ်ပါလေအရင်ချန်ပီယံကြီးကတော့ဒါသူတို့ချန်ပီယံတိုက်တွေကိုဆက်လက်ပြီးတော့ defend တွားနိုင်အောင်မှာလာပါဗောနော်ဒီနေ့မှာလည်းချန်ပီယံအစ်တပေါ်ဖို့အတွက်ဒီ upper final တွေကိုအဲဆိုတဲ့ဒီနေရာတစ်ခုကိုရောက်ဖို့အတွက်ဗောနော်အဲဒီဘက်မှာလည်းနော်တကယ်ကောင်းတဲ့အတင်းတွေရှင်းပြနိုင်ပြီဆိုတော့ကျွန်တော်စပြီးတော့တွေ့တဲ့ဒီ casket ရဲ့ဒီ day number 1မှာတော့ဆိုရင်လည်းဒီ YTU တို့ WYTU ဆိုအရင်လွတ်ဆန်းပြခဲ့တယ်နော်အဲ့ဒီမှာဆိုသူတို့ရဲ့ဟိုကစားပုံကစားကွက်တွေမှာဆိုရင်လုံးဝဟိုဘယ်လိုပြောရမလဲအမကင်းတယ်အမအကင်းဆုံးနဲ့သူတို့တေချာလေးစောင့်နိုင်တယ်တခြားတစ်ခါရင်တချို့တချို့တော့အဲ့လို drop တွေ pit တွေမှာဆိုရင်လုံးဝ pro အတင်းတွေ ဆော့တဲ့နေပါလောက်ထိကိုသူတို့သွားပြီးတော့ drop တဲ့ဆော့တဲ့ပေါ့နော်ဒီကောင်ကြီးကောင်းအောင်လေကောင်းအောင်လေမိုက်တယ်ပေါ့နော်ဒီကတော့ဒါ professional သွား professional ဘဝစီကိုခြေလှမ်းနိုင်မယ်ဆိုတဲ့နော်တရားလေးတစ်ခုကတော့ဖြတ်သွားနိုင်တယ်ဗျမြန်မာနိုင်ငံရဲ့ဒါ e-sport lesson အထက်ဆုံးတက္ကသိုလ်တွေကိုရေးချယ်သွားမယ်ပါစီ e-sport championship 2025ကဒါ playoff stage ပွဲစဉ်တွေရောတကယ်လို့တော့ကျွန်တော်တို့လမ်းတော့လမ်းနေပြီဗျ။ဟုတ်တယ်။ကျွန်တော်တို့ဒါ2021ပေါ့နော်။အဲ့လောက်ကနေကနေစပြီးအသေးစားစလာခဲ့တာ။တစားစားနဲ့နော်ကျွန်တော်တို့ဒီ FC ဒါကျွန်တော်ចောင်းသားများအတွက်လုပ်ပေးတဲ့ပွဲစဉ်လေးကလည်းအတော်လေးကိုကျွန်တော်တစားစားနဲ့ကောင်းလာခဲ့ရပြီ။အဲနောက်ပိုင်းဒီလိုမျိုး2025မှာဆိုရင်လည်းကျွန်တော်တို့ဒါ prize pool တွေအဲပြီးရင်ကျွန်တော်တို့ဒီနောက်ထပ်ဒီအနိုင်ရရှိသားတဲ့အသင်းတွေဆိုလည်းဒီအဲတကယ် pro grade ရဲ့လုံးဝ direct invite ရရှိတာမျိုးတွေပြီးခဲ့ပြီးခဲ့တဲ့ကျွန်တော်တို့ဒီ DG round ကဆိုလည်းတကယ်ကျွန်တော်တို့ဒီ mobile legend ရဲ့ official ပွဲကြီးတွေဒီအဲ့ပွဲကြီးတွေမှာ ဆိုတာတို့လုံးဝစော့ခွင့်ရခဲ့တာမျိုးတွေပေါ့နော်ဇားဇားနဲ့တော့ကျွန်တော်တို့ဒီចောင်းသားတွေအတွက်ကျွန်တော်တို့ဒါအခွင့်အရေးလေးတွေအခွင့်အရေးလေးတွေအခွင့်အရေးလေးတွေများလာပြီပဲနော်အခုတစ်ခေါက်ပွဲမှလည်းနိုင်ငံရဲ့သူက NEC မှာ direct invite ရမှာဆိုတော့ chance ကတော့အများကြီးပဲဗျာနော်ဟုတ်တယ်လူမျိုး chance တွေကိုပဲအတင်းကပေါ်ဆောင်ထားနိုင်မလဲဆိုတော့ကျွန်တော်ကြည့်ရမယ်ပွဲတယ်လေးတော့တကယ်ဆလာပြီးထင်ပါတယ်ကျွန်တော်တို့ game number 1ဒီအချိန်မှာတော့ YTU နဲ့ WYTU တို့ရဲ့အချိန်နဲ့ရှင်ပြန်ရမယ်ပွဲစဉ်ကိုတော့ကြည့်ရှုရမယ်ဗျာ long range damage တွေနဲ့တစ်ခါနဲ့ပြောပြန်ပြီးတော့ထောက်ထားသလိုတစ်ဖက်မှာလည်း front liner အားတကယ်ကိုကောင်းပါတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ပွဲထုတ်လာခဲ့ရတယ်ဆိုရင် WY YTU နဲ့ YTU ရဲ့ပွဲစဉ်စတင်လာပါပြီဗျာအားလေးစားတော့เนาะကျွန်တော်တို့ထင်ထားတဲ့အတိုင်းပဲ Dolphin Face ကတော့တောင်းပြီးချမ်းပဲလို့ထင်တယ်ဒီဘက်မှာလည်း Two Matchman Two Matchman ဟိုမှာထပ်ပြီးတော့ထောက်ထား Asma Rodder Gadokcha Guinevere ဆိုဘလင်းများတယ် Stand များတယ် Damage များတယ်မိသားနဲ့မိသွားတဲ့ကောင်တွေနဲ့ Damage Down လိုက်တယ်အဲ့ဒါဖြစ်တဲ့ဘက်မှာလည်း Grot တွေ Basia တွေ Chushin တွေ Harry တွေဆိုတော့မနေနေတဲ့နေသားတစ်ခုပေါ့เนาะအဲ့တော့ အရင်မကွာလို့ဖေဖေးစကူကအားလေးကမဘသူစပြီးတော့တာမလဲဆိုတော့အသေးချာလေးကျွန်တော်အဲစောက်ချီသွားမှာဖြစ်ပါတယ်လောဆယ်တော့ဒီဘက်ကအဲ1 2 union နဲ့လောက်200လောက်တော့လက်ထဲတော့ထည့်ထားနိုင်တယ်ဗျာနော် ဟုတ်တယ်ဆက်စားခြင်းမှာတော့ကျွန်တော်အတင်းနေရလဲတိတ်ပြီးတော့သွေးမပူသေးဘူးလို့ network လေးကလည်းအရန်တော့သွေးမပူသေးဘူးဗျာနော်နေ့ဒီနေ့တော့လေးတော့ဖြစ်နေရဆိုတော့ချက်တော့ကြည့်ရမယ်ဘက်ကနေပြကျွန်တော် yummy bowl combination ကိုသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ wido အနေနဲ့ river area မှာတော့ early game ပို့ပြီးတော့ local ထွက်နိုင်ချေရရှိရဆိုရင် amplifier ပဲနဲ့တစ်ဖက်ကနေပြီးတော့ continuous damage တွေပေးမယ်ဆိုရင် chemical spray နော် mini sander တော့နည်းနည်းလေးတော့ဂယူတော့စိုက်ရမယ်ဒါပေမဲ့ ultimate တွေရလာတဲ့အချိန်ကျရင်တော့တင်းပေါင်းလေးတစ်ခုကတော့စကားတော့ပြောသွားမှာဗျာတော့အဲ့တော့ target objective လေးပို့ဖို့အတွက်10စက္ကန့်လောက်ပဲလိုပါတော့ ဒါတဲ့ objective မှာတော့တပတ်တင် WYG ကိုဒီ group day varsity ရတဲ့လက်ပုတွေရထားတဲ့အတိုင်းနဲ့တကူ junction level 4စရတဲ့အတိုင်းမျိုးတခုနဲ့လာဆိုရင်တော့စပြီးတော့တို့ဒီ target တွေပါရနင်းလို့ရရပါတော့ဒါတို့တစ်ဖက်မှာလည်း blend နဲ့ redistribution တစ်ပေါက်ကိုအသေးချာလေးပြနိုင်မယ်အဲ့နောက်မခင်ပြ rubber အပြည့် damage နဲ့တူ grow ချာရဲ့ amplifier လေးနဲ့ဆက်လာပြီးတော့ထိန်းနိုင်ခဲ့မယ်ဆိုတော့ဒီ target ကိုလည်း redistribution ပြန်ပေးလို့ရတဲ့အတိုင်းနဲ့တော့ဆိုရင်လည်းနှကောင်လုံးတော့ပြေးထိန်းရတယ် iron လက် damage တွေတိုင်းမှာ down shot damage တွေထပ်ပြီးတော့ပေးထားတဲ့ first blood ကို grow ထိရလိုက်တယ်ပြီး varsity ရေးဟိုပါထက်ကောက်ထားနိုင်ခဲ့တယ်ဗျအဲ့လိုကြောင့်လို့နောက်ထပ် polar မြေဒီ target တစ်ချိန်ဟိုပါဆက်လာပြီး ရသွားဖို့တည်းရခိုင်တော့တော်လေးများသွားပါပြီ။ကင်မီကျူရှင်အမှန်ကန်နေတော့သူတို့တွေဒီ spare cast တွေကတော့ spare cast ဒီ ပဲပဲကရရဆိုရင်လည်းတစ်ဖက်ကနေပြော YTU ရဲ့ဘယ်တဲ့ setup တော်တော်လေးကို sticky ဖြစ်သွားတာကိုတော့တွေ့ရတယ် WYTU အနေနဲ့ရောသူရဲ့ target objective ကိုဝင်ပြီးတော့တိုးဖို့အတွက်စဉ်းစားလိုက်တယ်ဆိုရင် sticky ဖြစ်သွားတဲ့ moment လေးတစ်ခုမှာသွားပြီးတော့ stepin အနေနဲ့သူ့ရဲ့ migration ကတော်တော်လေးကိုအလုပ်ဖြစ်သွားခဲ့တာဗျာနော်ဘယ်လဲ risk တော့များတယ်ဆိုပေမဲ့မိသွားရင်လည်း damage down လိုက်တယ် damage တစ်ခုကိုအားလီကနေရသိပိုင်ဆိုင်ထားတဲ့ YTU အနေနဲ့စပြီးနင်းထားတဲ့ first star နဲ့တူလည်းဝမ်ကေဂျိုဆိုတဲ့အရာလေးကိုစတင်ပြီးတော့ရထားပြီအဲ့တော့ hero king အနေနဲ့လည်းနှစ်ကောင်နဲ့ဦးဆောင်ထားနိုင်တယ်ဆိုတော့အခြေအနေလေးတော်တော်လေးကောင်းလာပြီအဲ့တော့ဒီ grand char တို့အဲ့ ဒီနောက်တဲ့ဒီ game တို့ two match မှာ damage တွေအဲ့ပြီးတော့ဒီ grocer ရဲ့ AOG ဒါကိုမကြကြထပ်ပြီးတော့သုံးနိုင်မယ်ဆိုရင်တော့ YTU ကလောကတတဲ့ objective တွေမှာတောက်လျှောက်ကိုတာကြီးရနိုင်တယ်ပြောရင်ဆိုရင်လည်း rubber ပြ damage တွေချားမှာသုံးတဲ့ few sense တော့ပြန်ပြီးပေးထားတယ် herit back ပြန်အရောက်မှာတော့ YTU နဲ့ battle ရတော့ရန်ဆိုင်လို့မရခဲ့ဘူးဗျာ YTU ကအားလေးတွေကတော်တော်လေးကို sticky ပြစ်တယ်လို့တော့ပြောလို့ရရမယ်ဗျာအဲ့လိုမျိုး sticky ပြစ်တဲ့ founder ဂျာနဲ့မှာတော့တစ်ဖက်ကနေပြီးတော့အရန်အားလေးမှာတော့ wind dive လို့မရဘူးတော့ဖြစ်နေတယ်သူတို့ရဲ့ herit မပါလာအောင်ဆိုရင်တော့ကျွရှင်းတယောက်တည်းနဲ့အားလေး damage ကလုံလောက်နိုင်ကြရရန်ရင်တော့မရှိဘူးဗျာအဲ့ဒီမှာတော့ scalian skype ရဲ့ပြီးမှရင် fair ယ်သားလေးနှစ်ကွက်လိုက်ရတော့သွားပြီးတော့လို့မယ်အဲ့နှစ်ကွက်လောက်ပြီးသွားပြီးသွားရင်ကူတောင်းရှော့တဲ့ဖနက်လေးရဲ့ပေါ့နော်အဲ့ဖနက်သုံးကွက်နဲ့ဆိုရင်တော့သူ့ရဲ့ silver food နဲ့ဘက်တရီဂျာထဲမှာတော့ကောင်းကောင်းပြီးတော့ light တီးလို့တော့ရပြီဗျဒါပေမဲ့ loss ရောပုတ် damage အပိုင်းမှာတော့လိုအပ်ချက်လေးရတယ်သွားပြီးတော့ရှိနေတယ်ပေါ့နော်ဟုတ်တယ် 以前呢個生意都唔係啱啲嘅，幫人又騙你係咪啊？Winty 我知咯，嗱你譬如話，level forecasting，你哋根本冇得落一啲嘅，你哋落完 check 你誒邊啱啲，假如你咪招先，公司俾佢爛甩啲，譬如 Harriet 咪 four 啲，Damish 卡六啲，譬如 Ali 咪知咯，發先我知，當你收曬先，你咪咪招先啲人冇做啲，佢幫我落落面啊。我 expect 佢唔會冇做嘅，知道？我咪 Damish 卡冇試咯。招先嗰個 sales 啊，佢又點啊？招先嗰個我哋阿 Damish 卡 Ali 嘅咪咪偷奶冇做啊，知道？你哋呢啲呢啲係做咩？招先咪就胡巴膠就 rock 查誒 one to three 啲，kimi 啊 one to three 啊，妥一。 ်တာနဲ့အတူဆမာနေ damage ကတော့ကောင်းနေရပါဘူးအဲ့တော့မှ Gunnery ကဖမ်းလိုက်တဲ့အချိန်မှာတန်းပြီးတော့ပါသွားမယ်ဆိုသူရဲ့လုံးဝဟိုသူရဲ့ထုတ်ထားတဲ့ dropback ကလုံးဝအသက်ဝင်သွားရပါအဲ့ပုံစံမျိုးဖြစ်သွားပါတော့အားလိမ့်မှာကြောင့်ဟိုဘက်က damage ကတော်တော်လေးများတယ်ဒီဘက်ကကြောင့် spare gas ပေးနိုင်မှာအဲနည်းနည်းပြန်ပြီး output damage ကများနိုင်တဲ့အခြေအနေဆိုတော့ကြာလေ WYT ကတော့သူရဲ့ spare gas level 4 timing တကူကတော့အသေးချာလေးသုံးချဖို့တော့လိုအပ်နေရပါတော့အဓိက grow လဲ ultimate မှာဦးဝါအောင်ပါတော့ grow ultimate ပါလာမယ် item တွေဒီ timing တွေတော့ကျွန်တော်တစ်ချက်တော့သွားပြီးတော့ကြည့်ရမယ်ဗျာတတော်နဲ့ချမ်းတွေပါရင်လည်းဘယ်တွေကိုပြန်လဲပြီးတော့ control ပေးမယ်ဆိုရင်တော့မစိုး ့ပေါ့နော်စိတ်မှန်ဖို့ damage တွေဝင်လာနိုင်တယ်ပြီးွားရင်ကျူရှင်းရဲ့ land and flare လောက်ွက်တွေသွားပြီးတော့ကြည့်ရမယ်ကျူရှင်းက sky pier စာနဲ့ထွက်လာလောက်မလားတော့မသိဘူး ် sky မှာသာပြီးသွားမယ်ဆိုရင်တော့ WYD တော့ကတော့အတော်လေးကိုကောင်းသွားမှာเนาะ Y channel ထပ်ပြီးလိုက်မယ်ဆိုတော့အားလုံးမှာ damn ပြီးပျောက်သွားနိုင်တဲ့အနေထားပေါ့เนาะအဲ့တော့လောလောဆယ်တော့စောင့်ကြည့်ရအောင်မယ်အားလေးကမှလည်းချူချင်းတော့ကောင်းနေတဲ့ damn output ကတော့မထုံနိုင်ဘူးဒါပေမဲ့သူတို့ရဲ့ဒီ3កောင်းလောက်ပဲဖြစ်ဖြစ် spare gas ကကိုယ်မမှန်မယ်ဆိုရင်တော့ဒီ output damage တွေမှာအတော်လေးများနိုင်ပြီးတော့เนาะကျွန်တော်တို့ target fight တွေဒီ objective ယူရဲ့ဘိုင်းတွေမှာလည်းအဆင်ပြေလာနိုင်တယ်ဆိုတော့ကြာလေ spare gas လေးတို့တစ်ချက်ဆက်လက်ပြီးတော့ကျွန်တော်စောင့်ကြည့်သွားအောင်မှာပဲဖြစ်ပါတယ်ပြီးတော့ဒီဘွဲကတော့အားလုံးအနေနဲ့ total price ဖြူးနေနေတော့ကျွန်တော်3200ပေါ့เนาะ3200အနေနဲ့ပေးထားတာပဲဖြစ်ပါတယ် champion price ူးနေတော့90အဲဒီ champion prize ဘူးဆိုတာတက်ပေါ့နော်ဒီဘယ်လိုပြောလဲဒီပွဲမှာနိုင်သွားတဲ့ champion အသင်းအနေနဲ့လည်းအဲ NSC မှာတွားရပြီးဒါရိုက် invite ရမှာဆိုတော့အေးအေးအေးတစ်ချက်ကလည်းအေး direct invite ရမယ်တစ်ချက်ကလည်းအတော်လေးတန်နေပြီလို့တော့ပြောလို့ရရ prize ဘူးတက်စားမယ်ဆိုရင်ပေါ့နော်တကယ်လည်းဟုတ်ဒါကျွန် prize ဘူးတက်စားမယ်ဆိုရင်တော့ပေါ့နော်တကယ်တော့ professional ဖြစ်ရှင်တဲ့အိမ်မက်တွေနဲ့ရှင်တန်နေကြတဲ့လူငယ်လေးတွေပါသိရအေးကျွန်တော်အရင်တော့တက္ကသိုလ် live တွေပါရင်မှာကျွန်တော်တို့ game တွေပါရင်ဆော့ခဲ့ကြရဆိုရင်ကျွန်တော်အကုန်လုံးတကယ်ချင်းတွေတူတူပေါင်းပြီးတော့ကန်တင်းမှာဆော့ခဲ့ကြတာပေါ့နော်ပြီးတော့ကျွန်တော်လူမျိုးပွဲတွေပါရင်ရှိလာရှိလာတဲ့အချိန် င်ကြတော့ပွဲကက်စတာတွေဒါမျိုး player တွေစော့တာတွေဖြစ်ပေါ်လာ University League ဆိုတဲ့ဟာ2021မှာစပြီးတော့ပေါ်လာခဲ့တဲ့အချိန်ပေါ့နော်လုံးဝပေါ်လာခဲ့တဲ့အချိန်ကကျွန်တော်တို့ကတကယ်တက္ကသိုလ်မှာရှိနေသေးဦးမယ်ဆိုရင်ဒါကျွန်တော်တို့အတွက်ကတော့အိမ်မက်ပဲဗျာသိလားချစ်တလန်းပဲ ်ဒါပေမဲ့ကျွန်တော်ကတော့ player line မှာတော့ရေးတာမရှိခဲ့ဘူးပေါ့နော်ရေးတာမရှိခဲ့တော့ဒီအချိန်မှာတော့ caster live play နေတယ်ပဲတစ်ဖက်ကနေပြီးတော့ professional player line စီကိုတက်လန်းနေကြတဲ့လူငယ်လေးတွေကိုတော့ကျွန်တော် တင်ဆက်ပေးနေတာပေါ့ဗျာဟုတ်ပါတယ်နော်ကိုရီမရခဲ့တဲ့အခွင့်အရေးလေးတွေအခွင့်အရေးလေးတွေကိုဟုတ်ပါတယ်ငငယ်တွေအနေနဲ့တော့တောက်လျှောက်ရရှိနေပြီအဲ့ဒါအောက်မှာ price pool တွေပိုကောင်းလာတယ်အဲ့ဒါမှာကြောင်းဝဲတီးတန်းဆိုပြီးတော့ကျွန်တော်တို့က offline match တွေအထိပါလုံးလိုက်နေဆိုတာဒါတော်တော်နည်းနည်းအနေထားတော့မဟုတ်ဘူးပေါ့နော်စားစားနေတယ်ပို့ပြီးတော့ကောင်းလာပြီအဲ့တော့ပြီးတော့အခုစော့နေကြတဲ့ညီကိုရီအတွက်လည်းအခွင့်အရေးလေးရလည်းများလာပြီ price pool ပဲကြည့်မလား ားเนาะကျွန်တော်နောက်တက်ဒီတခြားသောအခွင့်အရေးတွေပဲကြိတ်မလားတောက်လျှောက်ပဲเนาะတခြားသူတွေမရနိုင်တဲ့เนาะကျွန်တော်အခွင့်အရေးတွေမရသေးပါတောက်လျှောက်အခုနောက်ပိုင်းရလာတာဆိုတော့ကြာလေအတော်လေးလို့ကောင်းလာပြီအဲ့နောက်မှာတော့ကျွန်တော်နောက်ထပ်နောက်ထပ်နောက်တဲ့ price pool ကဒီတက်ပို့ပြီးတော့များလာဖို့တော့ပဲရှိရောမှာပေါ့เนาะဟုတ်တယ်အခုနောက်မှာ price pool က200ဆို200ဆိုရဲအမောင်းကပြောလို့ပြောမှာတော်တော်များရေပဲเนาะ အရင်တော့ကလည်းကျွန်တော်တောက်လျှောက်ဆိုလိုလိုမျိုး unity တွေပါရှိခဲ့ကြရဆိုရင်ကျွန်တော်နောက်ပိုင်းတစ်ဖြည်းဖြည်းတစားနဲ့တစားတော့တော်တော်လေးကိုတော့ strong လာတာပေါ့နော် sporting eye ကလည်းတော်တော်လေးကိုကောင်းလာရဆိုတော့ဒီ player လေးတွေလက်ရှိလူမျိုးကျွန်တော်တက်ကတူကိုခုံဆောင်နေတဲ့ player လေးတွေအနေနဲ့သူတို့အနေနဲ့ဘယ်လောက်ထိများအမြင်ဆုံးပြန်တန်းနိုင်မလဲဆိုတော့ကျွန်တော်ကြည့်ရှုရမှာဗျကြည့်ရှုဖို့အတွက်ကလည်းရက်တွေကတော့တိတ်တော့မလိုတော့ဘူးပေါ့နော် ဟုတ်ပါတယ်ပြီးတော့ဒီလိုမျိုးဖွဲတွေတောက်လျှောက်ဒါဖြစ်ပေါ်ဖို့အတွက်လည်းเนาะကျွန်တော်တို့အဲတောက်လျှောက်စပွန်ဆာပေးနေတဲ့စပွန်ဆာကုမ္ပဏီညီကိုများကိုလည်းကျေးဇူးများရှိတယ်ပါတယ်ဟုတ်ပါတယ်ဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒါ Red Bull လို့เนาะကျွန်တော်တို့ဒါ main partner အနေနဲ့ရော KB Sport ပေါ့เนาะ Cherry U လို့เนาะကျွန်တော်တို့ဒါတောက်လျှောက်ဒါစပွန်ဆာတွေပေးလာရတယ်စပွန်ဆာပေးထားတဲ့ညီကိုများအားလုံးလည်းကျေးဇူးများရှိတယ်ပါတယ်ဟုတ်ပါတယ်เนาะဒီလိုမျိုးဒီလိုမျိုးစပွန်ဆာတွေရှိလို့လာတဲ့ရင်ဒါကျွန်တော်တို့ဒီလိုမျိုးပွဲလောက်နိုင်တယ်ဒီလိုမျိုး price pool တွေဒါပြန်ပြီးတော့ကျွန်တော်တို့ဘက်ကလည်းပြန်ပေးနိုင်တယ်ပေါ့ဗျာเนาะဟုတ်ပါတယ်ကျေးဇူးများရှိတယ်ပါတယ်ဟုတ်ပါတယ်ဒါကတော့ကျွန်တော်တို့ရေ လို့ပြောရမယ်တကယ်ကိုကျေးဇူးတင်ရမယ် sporting league ပေါ့ဗျာဟုတ်ပါတယ် ကဲပွဲစဉ်လေးကတော့ကျွန်တော်သိမကြခင်မဲ့ပြန်စတော့မှာပါဗျာဒီလိုမျိုးကျွန်တော်အော်တော်လေးမှာတော့ technical error လေးညာတော့ချက်ချက်ကတော့တွားပြီးတော့ရှိတတ်တယ်ဗျာသိလားပွဲကတော့စိတ်ဝင်စားဖို့တော့ကောင်းနေပါပြီဆိုပါဟမ်တန်ပိုလေးကတော့ကျွန်တော်တာတယ်5လေးပြီးွားတော့မှတော့ပို့ပြီးတော့ဒါမြင်လာလိမ့်မယ်လို့တွေးထားရဆိုရင်ပဲဒီတာတယ်5ပြီးွားတဲ့အချိန်မှာလည်းနှစ်သိန်းလုံးကကိုလုံးစရာပဲကိုလုံးအောင်ပါဗျာအဓိကအားလေးတိုင်မင်အတွင်းမှာတော့အရင်ချလို့မရဘူးလို့ဆုံးဖြတ်ထားရဆိုရင်တို့အနေနဲ့ item 5ပိုင်းပိုင်းလေးပြန်ပြီးတော့ရှာရမယ်ပြီးွားရင်ကျွန်လာမယ်တစ်ဖက်ကနေပြီးတော့လမ်းမလာမယ်လူတယောက်ကိုရှာဖွေရမယ်ပေါ့နော်လမ်းမလာရင်တော့ဆက်စားပြန်ပါ ပြီးတော့ဒီ drug ကလည်းရမ်းမကွာဘူးဆိုတော့ကြာလေအဲပြောတာတော့ဖြစ်နိုင်တယ်နော်နောက်ပိုင်း mechanic ဘာတွေမှာမှန်အားနာနေတခါတန်းစားသွားတယ်ပြီး